ကဲစုတ်ခတ်တင်လုတ်ပြပါမယ်ဟိုတနေ့တုန်းကလုတ်ထားတယ်လုံဟိုတနေ့တုန်းကဆိုကျွန်မ3ရက်လောက်ကြာသွားတယ်ကျွန်မမအားတာနဲ့လေး MOD မလုတ်ဖြစ်တာပါ3ရက်လောက်ရှိဘူးလွန်ခဲ့တဲ့3ရက်လောက်ကလုတ်ထားတယ် cinnamon soup လေးပါ cinnamon fish soup လေးပါအဲတစ်ကြဘိုးမျက်နှာတစ်ဆက်ပြလေးပါအဲ့ဒါလေးကို MOD လုတ်ပြီးတော့မှ cutting လုတ်ပြပါမယ် ကယ်တော့24 hour လောက်ထားတာနဲ့ရတယ်เนาะဒါပေမဲ့ جماعه မအားလို့မအားလို့၃ရက်ဖြစ်သွားတာပါလိုမျိုးလေးတွေရတော့ရှိပါတယ်။ကျမရေလျှော့လိုက်တဲ့အခါမှာ water discount ပြီးရေလျှော့လိုက်တဲ့အခါမှာမာသွားတော့မူထဲမှာလောင်းရတာမလှဘူးဖြစ်သွားပါတယ်။ နောက်မှဒါလေးတွေကိုလေအဖလိုက်ဖာလို့ရအောင်နော်နောက်မှခြိုင်းခွက်လေးတွေကိုတေချာလိုက်ဖာလို့ရတယ်ရှင်ဒါလေးကနည်းနည်းလေးအတွင်းသားလေးကနည်းနည်းလေးပြော့နေသေးတဲ့အတွက်ကြောင့်မလို့ကျွန်မကဒီတိုင်းထားပါအောင်မနော်အတွင်းသားလေးကအပြင်ပလေးနဲ့ထိပြီးတော့မှနည်းနည်းလေးမာတင်းသွားပြီဆိုမှကျွန်မအဲ့ဒါကိုကတ်တင်လုပ်ပါမယ်ရှင်ဒီနည်းနည်းတော့မာတလောက်ဖြစ်နေပြီเนาะဆုပ်ကတ်တင်လေးလုပ်ကြည့်ရအောင်

ပြင်ဘက်ကလေတလက်တဲ့အရောင်နဲ့အတွင်းကလေမတလက်သေးတဲ့အရောင်နဲ့နည်းနည်းလေးကွဲပါတယ်နော်။ဒါက2ရက်3ရက်လောက်နေလို့ရှိရင်ဟိုလေတလက်လို့ရှိရင်အရောင်တူသွားပါတယ်။ကိုချိန်ကြည့်မယ်နော်။ကိုချိန်ကြည့်မယ်။ 130 g 130 g ရှိတယ်ဒါဆိုနေတဲ့အချိန်မို့လို့130 g เนาะ6သွားလို့ရှိရင်125လောက်ပဲရှိမယ်5 g လောက်ကတော့အလေးချိန်ညော့ပါတယ် handmade soap တွေကလည်းစက်ယုံထုတ်ဆက်ပြားတွေလိုမျိုးလေညီညီညာညာတပုံစံနဲ့မထွက်ပါဘူးเนาะတပုံစံနဲ့တရောင်နဲ့မထွက်ပါဘူးเนาะအတုံးကြီးတုံးနဲ့ဟိုအတုံးသေးဆယ်တုံးပါတယ်အတုံးကြီးတုံးနဲ့ကထွက်တဲ့အတုံးသေးဆယ်တုံးတောင်မှတစ်ခုနဲ့တစ်ခုမညီပါဘူးရှင်ဒီဘက်ကဟိုမျက်နှာနှစ်ခုရှိတယ်ဟိုဘက်မျက်နှာနဲ့ဒီဘက်မျက်နှာတောင်မညီဘူးเนาะဒီဘက်ကဒီဇိုင်းလေးနဲ့ဒီဘက်ကဒီဇိုင်းလေးလည်းမတူပါဘူး အနားလေးတွေကိုလက်ကလေးနဲ့တတ်ပေးပါအဲ့ဒါဆိုလို့ရှိရင်အညာအနားညှိစရာမလိုတော့ဘူးเนาะဒီနားလေးကိုလက်လေးနဲ့တတ်ပေးပါအခုလိုပြော့နေတဲ့အချိန်မှာအနားလေးကိုလက်ကလေးနဲ့တတ်ပြီးတော့မှအနားလုံးပေးပါအဲ့ဒါဆိုရင်ခြောက်သွားတဲ့အချိန်じゃညှိစရာမလိုတော့ဘူးเนาะဒီလိုလေးတတ်ပေးပါ ဒီကျိုးလေးတွေက extra လေးတွေပါတတ်တယ်เนาะဒါလေးဝယ်လို့ရှင်ကျိုးလေးတစ်ချောင်းတစ်ချောင်းကတော့ပါတတ်တယ်မပါဘူးဆိုရင်လည်းခုမှကုံသွားပြီဆိုရင်လည်းအကျိုးလေးတွေပြတ်သွားလို့ကုံသွားပြီဆိုရင်လည်းဝယ်လို့ရပါတယ်နောက်ပြီးတော့ guitar ကျိုးလေးနဲ့လည်းကိုယ့်အကူဖန်တီးပြီးတော့မှထည့်လို့ရပါတယ် ရာစိုနေတဲ့ချိန်ပေါ့နော်စိုနေတဲ့ချိန်ဆိုရင်အနားလေးတွေကိုလုံပေးပါပြောင်းနေတဲ့အချိန်မှာအနားလုံးနာတွေအဲဆက်ပြာကိုလှအောင်လုပ်တာတွေလုပ်လို့ရပါတယ်။ကျမ water discount အရင်များသွားတဲ့ခါကျတော့ဆက်ပြာကမခဲသေးခင်မှာ၆တော့ရတယ်။ ဟိုတဲကိုမလောင်းခင်မှာ ခဲသွားတဲ့ခါကျတော့ခြောက်သွားတဲ့ခါကျတော့ပဲ့ထွက်လာတယ်အများကြီးရှင်နော်ဒီကောင်ပောက်ကလေးတွေကိုဖားလို့ရပါတယ် အနံ့လေးကမှွေးနေရနော်သူရဲ့ cinnamon အမှုန့်ရဲ့အနံ့ကလည်းမှွေးတယ်။ကျမနောက်ထပ်ထပ်ထည့်လိုက်တယ် fragrance wire ရဲ့အနံ့ကလည်းမှွေးတယ်။အနံ့ထည့်တဲ့နေရာမှာအနံ့ထည့်တဲ့နေရာမှာသူနဲ့ relevant ဖြစ်တဲ့ fragrance wire ကိုထည့်ထားပါတယ်။ Harbor root spice တို့ထည့်လို့ရှိရင် Harbor root spice တို့နဲ့ဒုတ်တဲ့ဆက်ပြားတွေဆိုလို့ရှိရင် fragrance wine လို့ခေါ်တဲ့အနံ့နေရာလဲ herbal အနံ့နေ spice အနံ့နေထည့်တာကောင်းပါတယ်။သူနဲ့မဆိုင်တဲ့အနံ့နေထည့်လို့ရှင်အနံ့ကွာဟသွားလို့ရှင်အနံ့မကောင်းပါဘူးရှင်။ သားရည်အတွက် nutritious ဖြစ်စေတဲ့ဆက်ပြားလေးပါတန့်ရှင်းမှုကိုပေးတဲ့အပြင်အသားရည်ကိုလည်း nutritious ဖြစ်စေတယ်။ယောဂါပိုးမွားတွေ bacteria တွေ fungus တွေ mold တွေကိုလည်းသူက ကာကွယ်ပေးနိုင်တယ်။ဖယ်ရှားပေးနိုင်တယ်။အဲအားကြောင့်မို့လို့ဆက်ပြားလေးတွေသုံးမယ်ဆိုလို့ရှင်အခုလိုမျိုး spice လေးတွေ herbal လေးတွေပါတဲ့ဆက်ပြားလေးတွေကိုသုံးစေချင်ပါတယ်။ cinnamon က skin treatment လည်းလုပ်ပေးပါတယ် skin ကိုတန့်ရှင်းအောင်လို့ယောဂပိုးမွှားတွေကို သူကဖယ်ရှားပေးပါတယ် ကျွေလေးတွေကတော့ထွက်တယ်เนาะဆက်ပြာလေးတွေဆက်ပြာသားအကျွေလေးတွေကတော့ထွက်ပါတယ် ဆက်ပြပြော့နေတဲ့အချိန်မှာဆက်ပြဒုံလေးကိုအတက်နိုင်ဆုံးညညာအောင်လုပ်ပါတယ်။အရန်ကြီးတော့ညညာသွားမှာတော့မဟုတ်ဘူးเนาะ။သူ့ရဲ့ဆက်ပြတော့ကွာ handmade လို့ပြောတဲ့အတွက်ကြောင့်မို့လို့လက်နဲ့လုပ်တဲ့ဆက်ပြဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆက်ထဲမှာထည့်တယ်ပြီးညညာနေမှာမဟုတ်ပါဘူး။အတက်နိုင်ဆုံးညညာနှိပေးခြင်းသာဖြစ်ပါတယ်။ရက်ကလည်းလေးကပြင်ပလီနဲ့မထိ သေးတဲ့အယောင်လေးပေါ့နော်။နောက်တရက်နှစ်ရက်လောက်နေလို့ရှိရင်သူကဒီလိုအယောင်ဖြစ်လာပါတယ်။ဒီလိုမျိုးဘေးနားလေးရလို့အယောင်ဖြစ်လာပါတယ်။အယောင်ညှိသွားတယ်ပေါ့နော်။ တတ်နိုင်ဆုံးညှိပြီးတာဖြစ်ပါတယ်။အများကြီးညှိရင်လည်းဟိုဆက်ပြာသားတွေကိုလှီးထုတ်ပြရမှာနှမျောတဲ့အတွက်ကြောင့်မို့လို့ဆက်ပြာသားဆက်ပြာသားရဲ့အကြွေအတိုင်းကအစလေးတွေတေးသေးလေးတွေတိုင်းကအာဟာရဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမအဲ့ဒါတော့နှမျောတယ်ရှင်။လွန်ပြစ်လိုက်ရမှာတော့နှမျောတယ်ရှင်။အဲ့ကြောင့်အများကြီးအများကြီးညှိတာမလုပ်ပါဘူး။တတ်နိုင်သလောက်လေးပဲအတတ်နိုင်ဆုံးလေးပဲညှိပါတယ်။ ားနောက်ဆုံးတုံးနေပေါ့နော်ဘေးတုံးလေးတွေကဒါကိုညှိလိုက်လို့ရှိရင်ကျမကစက်ပြာတဒုံမထွက်တော့ဘူးအဲ့တော့ဒီဟာက10ဒုံထွက်တယ်10ဒုံထွက်တော့10ဒုံမို့10ဒုံစာရောင်းလို့ရတယ်နော်ဒီဟာလေးကတော့ဒီနောက်ဆုံးတုံးလေးကတော့အဲ၄ချိန်နေမယ်၄ချိန်နေတဲ့ခါကျတော့ကျမတုံးမယ်ဒါ130ပဲရှိရဟိုဟာတွေက129 126 130အဲ့လိုအဲ့လိုမျိုးအဲ့လိုအလေးချိန်ရှိရယ်ဒါလေးကတော့နောက်ဆုံးတုံးလေး130ပဲရှိတယ်အဲ့ဒါကြောင့်ကျမကဒါလေးကိုသုံးပါမယ်ဒါလေးကိုကျမသုံးဖို့အတွက်ခြံထားမယ်ဆင်နမွန်အနံ့လေးပါဆင်နမွန်စပ်ပဲစပ်ပြာလုတ်တဲ့အခါမှာ အနံ့ကိုထည့်မယ်ဆိုလို့ရှိရင်သူနဲ့လိုက်ဖက်ညီတဲ့အနံ့ကိုပဲထည့်ရပါတယ်။မဟုတ်လို့ရှိရင် harbor အနံ့ပေါ့နော်။သူနဲ့အနီးဆက်ဆုံးညီတဲ့ harbor အနံ့လေးတွေကိုပဲထည့်ရပါတယ်။အဲ့လိုမှမဟုတ်ဘူးဆိုရင် cinnamon အနံ့ကတခြားအနံ့ဆိုရင်သူကတွန်းထုတ်ပလိုက်တယ်။တခြားထည့်တဲ့အနံ့ကိုသူကညော့သွားအောင်လို့လုပ်ပစ်လိုက်တယ်အဲ့ဒါကြောင့်မလို့ဟိုဆင်နမန်ထည့်မယ်ဆိုရင်သူနဲ့အနီးဆက်ဆုံးအနံ့ကိုထည့်တယ်ဆိုလို့ရှိရင်အနံ့လေးကဆွဲနေပါတယ်သူ့ရဲ့အနံ့ကအရန် fresh ဖြစ်တယ်ဒီလား ဟို harbor အနံ့လေးပေါ့နော်ဆေးနံ့လေးဖြစ်တယ်တခြားအရန်ကို fresh ဖြစ်ပါတယ်ဒီ hot process လေးရလေ white solution နဲ့ line နဲ့ကို temperature မြင့်မြင့်နဲ့ချက်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဆက်ပြဖြစ်စဉ်ပြီးသွားပါတယ်ဆက်ပြဖြစ်စဉ်ပြီးသွားတာဘာဘာဖြစ်လဲဆိုတော့ချက်ချင်းသုံးလို့ရတဲ့အခြေအနေဖြစ်နေပါပြီဒါပေမဲ့ကျမကအချောက်လမ်းမှာအချောက်ခံမှာအောင်မယ်တပတ်လောက်ဆိုလဲသုံးလို့ရပါတယ်ဒါပေမဲ့အထဲထဲမှာပျော့နေသေးတဲ့အတွက်ကြောင့်မို့လို့ဟိုမြင်မြန်ကုံလွယ်မယ်အခုသုံးမယ်ဆိုရင်တော့မြင်မြန်ကုံလွယ်ပေါ့နော်အထဲမှာပျော့နေသေးတယ်အဲ့ကြောင့်မို့လို့မာသွားအောင်လို့ပြင်ပလေနေတပတ်လောက်တပတ်နှစ်ပတ်လောက်အချောက်ခံပါမယ် ဆက်ပြသားဆက်ပြဒါလေးတင်းသွားပြီမာတင်းသွားပြီဆိုမှကျမကသုံးပါမယ်သုံးတဲ့အဆင့်ရောက်မှာပါနောက်ဆုံးတုံးလေးကတော့ကျမသုံးဖို့ပါအဲ့တော့ဒီဆက်ပြလေးကအခုသုံးမယ်ဆိုရင်သုံးလို့ရတဲ့အခြေအနေဖြစ်နေပါပြီဒါပေမဲ့စိုးနေသေးတယ်အထဲထဲမှာအဲ့လိုကင်ကြီးလိုက်ရင်အထဲမှာပျော့နေသေးရနော်ဒီလိုကင်ကြီးလိုက်ရင်အထဲမှာပျော့နေသေးရနော်အဲ့ဒါကြောင့်မို့လို့အချောက်လန်းပါမယ် curing time လို့ခေါ်တဲ့အချောက်လမ်းပါမယ်။သူကဆက်ပြဖြစ်စဉ်ပြီးသွားပြီနော်။ hot process လို့ခေါ်တဲ့ temperature အမြင့်နဲ့ချက်ထားတဲ့အခါမှာ wine နဲ့ line တွေကကောင်းကောင်းနှံ့အော် blender နဲ့မှွေထားတဲ့အခါကျတော့ wine နဲ့ line တွေကကောင်းကောင်းနှံ့ဆက်သွားတဲ့အတွက်ကြောင့်မို့လို့ဆက်ပြဖြစ်စဉ်ပြီးသွားပါတယ်။ volcano လည်းဖြစ်တယ်။ volcano ဖြစ်တဲ့အတွက်ကြောင့်မို့လို့လည်းဆက်ပြဖြစ်စဉ်ပြီးသွားပါတယ်။အဲ့ဒါကြောင့်ဒီဆက်ပြကတုံးလို့ရတဲ့အခြေအနေဖြစ်နေပါပြီ။ဒါပေမဲ့ကျွန်မကအချောက်လှမ်းပြီးမှတုံးပါမယ်။ မာသွားအောင်လို့ဆက်ပြားလေးတွေကို curing time 2 weeks လောက်ထားပြီးမှတုံးပါမယ်ကဲအခုလိုကြည့်ရှုပေးတဲ့အတွက်အကျေးဇူးများကြီးတင်ပါတယ် channel လေးကို subscribe လေးလုပ်ပေးကြပါနော် notification bell လေးကိုလည်း touch လုပ်ပေးကြပါနော်သိကျင်တာများရှိရင်လည်း comment မှာ လာပြီးတော့မေးမြန်းနိုင်ပါတယ်အခြားသိကျင်တဲ့လူတွေရှိရင်လည်း sharing လုပ်ပေးကြပါလို့တောင်းဆိုချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်